အင်ရှင်တို့အင်ရှင်တို့အင်ရှင်ကနေလမ်းခေါ်တဲ့အတန်ကြောင့်မဆန်းဆန်းဝင်လဲအိပ်ပျော်နေရကနေလမ်းနိုးလာခဲ့ပါတယ်ဟဲ့ဘသူတွေလဲဟဲ့ကျွန်တော်တို့ရက်ခွက်အရှိပိုင်းရပါဒါဖြင့်ဝင်လာခဲ့ရေးကျွန်တော်တို့ဝင်လာလို့မရဘူးမရဲ့အေးအေးအဆူလဲခဏဆောင်ရဲအလို့ပြောဆိုပြီးတဲ့နောက်မဆန်းဆန်းဝင်ဟာအိပ်ရာထက်ကထပြီးတော့အင်ရောက်ကိုဆင်းလာခဲ့ပါတယ်အဲဒီနောက်မှာတော့ခြံတကားကိုဖွင့်လိုက်တဲ့အခါမှာတော့လူစိမ်း၅ယောက်ကိုတွေ့ရပါတယ်အဲဒီလူစိမ်း၅ယောက်စလုံးဟာအင်ကြီးဝစ်စင်ထားကြခြင်းမရှိသလိုပစိုးကိုလည်းဒူကောင်းထိရောက်အောင်တူ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 ဝတ်ထားကြပါတယ်ဟဲ့နင်တို့ကဘယ်သူတွေတုံးဟဲ့ ငါတို့ဒီရက်ွက်ထဲမှာနင်တို့တကားမမြင်ဘူးပါကျွန်တော်တို့ရက်ွက်ထိတ်ကထနှောင်းမင်းကြီးမှာနေကြပါအဲဒီစကားကြောင့်မဆန်းဆန်းဝင်းလည်းမျက်မှောင်ကျုံသွားပါတယ်နေပါအောင်ဟဲ့ထနှောင်းမင်းမှာဆိုတော့မင်းတို့ကဘလို့များနေကြတော့ထနှောင်းမင်းကကလားထနှောင်းမင်းဖြစ်ပါတယ်စူးမရှိပါဘူးဒါကတော့ပါးစပ်နဲ့ပြောလို့မရဘူးဗျာအမပဲကြည့်လိုက်ပါအဲလိုပြောဆိုပြီးတဲ့နောက်ထိုးလူကပဲရက်ွက်အရှိပိုင်းကိုလက်ညှိုးထိုးပြလိုက်ပါတယ်မဆန်းဆန်းဝင်းကခြံတကားအပြင်ပဲခေါင်းပြုတ်ထွက်ပြီးတော့သူ့လက်ညှိုးညွန်ပြတဲ့နေရာကိုလမ်းကြည့်လိုက်ပါတယ်ဟဲ့ မစင်းစင်းဝင်အားတင်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရက်ွက်ထိတ်မှရှိတဲ့ထနောင်းမင်းရဲ့ပင်စီတစ်ကိုင်းတစ်ခတ်တွေမှာမြည်သည့်မျိုးစားလို့ခွဲခြားရန်ခက်ခဲလာတဲ့သရဝါပေါင်းများစွာတို့ဟာပြည့်ကျက်ညက်စွာတွေ့ကပ်ပြီးတော့နေကြတာကြောင့်ဖြစ်ပါတယ်။အချို့သောသရဝါတွေဆိုရင်ခန္ဓာကိုယ်ကကြောင်ပေါက်စရွယ်ခန္ဓာရှိပါတယ်။ဥကောင်းကတော့ခန္ဓာကိုယ်နဲ့မလိုက်အောင်ကြီးမားနေကြပါတယ်။မဆန်းဆန်းဝင်ဟာအဲ့ဒီတရဝါတွေကိုအာအသင့်စွာနဲ့ကြည်နေခဲ့မှာပဲလက်ညှိုးထိုးပြီးတော့ညွန်ပြတဲ့သူဟာဆက်လက်ပြီးတော့ပြောလာခဲ့ပါတယ်မြင်မိလားမဟဲ့ကျွန်တော်တို့မှာနေစရာအခက်ခဲဘယ်လောက်ထိကြုံရလဲဆိုတာ မစစဝင်းကတက်ပြင်းချမိပါတယ်အဲဒီနောက်မှာတော့ပြောပါမင်းတို့အမဘာကူညီပေးရမလဲမနေ့ပြန်မနေ့ကြလို့ရှင်အဲ့ဒီသစ်ပင်ကြီးကိုခုတ်ပြတော့မှာအဲ့ဒီအပင်သာမရှိတော့ရင်ကျွန်တော်တို့လည်းနေစရာရှိတော့မှာမဟုတ်ဘူးဗျာအဲ့ဒါကြောင့်အမမနေ့စောစောထပြီးတော့ရက်ွက်လူကြီးကိုတစ်ပင်မခုတ်ခိုင်းမှုတော့ပြောပေးပါဗျာအမပြောလို့ရှိရင်ရနိုင်ပါတယ်ဗျာအင်းမမနေ့ရောက်လို့ရှိရင်အမတော့ပြောပေးပါမယ်ဟုတ်ကျေးဇူးပါဗျာ အဲ့လူ၅ယောက်ကလည်းလဲပြီးတော့ပြန်သွားကြပါတယ်အရိခိုင်မှာပဲမဆန်းဆန်းဝင်ရအိပ်ပျော်နေရကနေဖြက်ကနေလန်နိုးလာခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့တိုင်ကက်နိုင်ကိုကြိလိုက်တဲ့အခါမှာည၁၂နာရီထိုးစပြုတ်နေပြီကိုတွေ့ရပါတယ်ဟမ်ငါနဲ့အစိုးရရှိသေးရပဲအိမ်မက်တွေပါမက်နေပါလားအဲ့လိုမျိုးရေရွပြီးတဲ့နောက်မှာတော့မဆန်းဆန်းဝင်ဟာညနေရဆရာဝန်ပေးလိုက်တဲ့စီးတွေကိုမတော့ရသေးမှန်းသတိရလိုက်ပါတယ် ဲ့ဒီနောက်သူမအဲ့ရကနေထပြီးတော့ဖះစင်ပေါ်မှာတင်ထားတဲ့ဆေးကိုယူလိုက်ပြီးတော့ရေနဲ့မျောချလိုက်ပါတယ်ခဏကြာမှတော့သူမရဲ့မျက်လုံးဆုံးကတဖြည်းဖြည်းနဲ့လေးလံလာပါတယ်နောက်ဆုံးမှတော့အဲ့ရပေါ်မှာပြန်လည်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်မနေ့ခုနှစ်နာရီထိုးနေပေမဲ့အေးတက်ကတော့မပြေသေးပါဘူးအဲဒါကြောင့်မဲရက်ွက်တွေမှာရှိတဲ့လူများစုကမိမိတို့ရဲ့အိမ်ဝိုင်းထဲမှာမီးလုံကြရင်းနဲ့စကားဆမြင်ပြောဆိုလျက်ရှိနေကြပါတယ် ဒါကလည်းဇေယူခြင်းတစ်မျိုးဖြစ်ပါတယ်ဟုတ်ပါတယ်ဝမ်းစာအတွက်အပြင်ကိုထွက်ပြီးလှူရှားရုံးခဲ့ရခြင်းမပြုမီအိမ်ဝိုင်းထဲမှာမိသားစုနဲ့အတူယခုလိုမျိုးမီးလုံခြင်းစကားဆက်မီပြောဆိုနေရတဲ့အခိုက်အတန့်လေကအလွန်ကြည်နူးစရာကောင်းလာပါတယ်။တရားပြေရှင်မလဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစိန်မှုကိုဝင်းကြီးကအများတကာလိုမျိုးမိသားစုနဲ့အတူမီးလုံနိုင်ခြင်းမရှိဘဲနဲ့ကြာပန်းအလုပ်သမား၃ယောက်နဲ့အတူရက်ွက်ထိတ်ကိုကုတ်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 နဲ့ရှောက်လာခဲ့ပါတယ်။၎င်းကိုမြင်တော့အိမ်ဝိုင်းထဲမှာမီးလုံနေတဲ့လူတချို့ကလန့်စကြပါတယ်။ပြို့ကိုဝင်းကြီးစောစောစီးစီးဘယ်တော့မှ ချောင်းနာရေရွဲမှာရေသွားချုံးမလို့လားဗျာအဲလိုလန်းစားတော့ကိုဝင်းကြီးကလည်းအာဇဝင်းရွှေသူပြပြီးပြန်ပတ်ပါတယ် ေးဟုတ်တယ်ဟေးမင်းတို့ဂျီရိုကြီးပါငါနဲ့ထည့်ပေးလိုက်ပါလားဟာအဲ့ဒါတော့ဗျာလမ်းစသူတွေကလည်းဆက်မပြောတော့ဘဲနဲ့တဟဲနဲ့သာရဲရင်နဲ့ကြံခဲ့ကြပါတယ်ရက်ွက်တဲ့ကိုရောက်တော့ကိုဝင်းကြီးကထဏောင်းမင်းကိုစစ်စစ်ဆက်ဆက်ကြည့်နေပါတယ်အပင်ကြီးကရက်ွက်ဘက်ကိုရင်းရိုက်နေတဲ့ဆိုပေမဲ့လည်းစိုးရင်ရလောက်တဲ့အခြေအနေထိတော့မစိုးသေးပါဘူးတကယ်လို့လဲကြခဲ့ရင်တော့ရက်ွက်နဲ့အနှဲငယ်ဝေးနေတာမလို့စိတ်ပူစရာအနေထားမျိုးလည်းမဟုတ်ပြန်ပါဘူးအဲဒါကြောင့်ပဲကိုဝင်းကြီးကသူ့ဝတီတိုင်းပါဇက်ကပွတ်စီပွတ်စီလောက်ရင်ကြီးနေမိပါတယ်ဥက္ကဋ္ဌကြီးကလည်းအပင်ကဘာမှမဖြစ်တာကိုခုတ်ခိုင်းနေတယ်ထင်းရောက်မလို့လားမသိပါဘူး ဲလိုညင်ညွတ်ပြီးတဲ့နောက်မှာတော့ကိုအင်းကြီးကသူခေါ်လာတဲ့အလုသမာ၃ယောက်ကိုအပင်ကိုစတင်ခုတ်ခိုင်းမာတော့တယ်အဲဒီခါမှာအလုသမာ၃ယောက်ထဲကကြော်စိန်ဆိုသူကလည်းအသင့်ယူဆောင်လာတဲ့ရဲတွေနဲ့အပင်ကိုစပြီးတော့ခုတ်ပါတယ်ဟေးမလုံနဲ့မလမကန်းနေရာထွက်ပေါ်လာတဲ့ဟန်တာတန်ကြောင့်ကြော်စိန်လဲကြောင်တောင်ဖြစ်သွားပြီးတော့ဦးဝင်းကြီးကိုလမ်းကြည့်လိုက်ပါတယ်အဲဒီခါမှာဦးဝင်းကြီးကဟဲ့အောင်ဆက်ခုတ်လေကွာဘာကြည့်နေရလဲဟိုဟိုလေဘာလဲငါဝင်းဦးနဲ့တူတယ်ပြောမလို့လားမဟုတ်ပါဘူးဗျာခုနကမခုတ်နဲ့ဆိုပြီးဆရာဟန်တားလိုက်သလားလို့ ဟာငါဘာလို့ဟန်တားရမှာတော့ငါစက်ခုတ်ကွာမင်းနားကြလွဲတာဖြစ်ပါလေမယ်ဟုတ်ဟုတ်ကဲ့ပါဗျာကျော်စင်ရလည်းတစ်ပင်ကိုဆက်ပြီးတော့ခုတ်နေခဲ့ပါတယ်ဟေးမလုံနဲ့မလုံပါနဲ့ဒီတခါထက်ကြားလိုက်ရတဲ့အတန်ကပြ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 ဖြစ်ပါတယ်ပြီးတော့အဲ့ဒီအတန်ကိုကိုကျော်စင်သာမကဘဲနဲ့ကိုဝင်းကြည်နဲ့အလုံသမား၂ယောက်ပါကြားလိုက်ရတာပါဆရာကျွန်တော်တို့ဘသူကတားနိုင်လဲမသိဘူးဗျာမင်းလွင်လို့အမြင်ရှိတဲ့အလုံသမားကမေးလိုက်ခြင်းဖြစ်ပါတယ်အရိကမှာဝင်းကြည်ကလည်းမြည်သွမပြတ်မပြေဘဲနဲ့ပတ်ဝန်းကျင်ကအကဲခတ်နေပါတယ် ဒီနီးနားပတ်ဝန်းကျင်မှာလည်းသူတို့၄ယောက်ကလွဲပြီးတော့ဘယ်သူမှရှိမနေပါဘူး။အဲဒါကြောင့်ပဲရက်ွက်တွေကလူတွေလမ်းစတာနေမှာပါကွာ။ကဲကဲဆက်ခုတ်ကွာခဏနေငါယုံသွားတော့မှာ။ဟုတ်ဟုတ်ကဲ့ပါဗျာ။ကျော်စင်ကလည်းခေါင်းကိုတပြင်းပြင်းကုတ်ပြီးတော့တစ်ပင်ကိုဆက်ခုတ်နေခဲ့ပါတယ်။အဲဒီလိုခုတ်နေရင်ကနေသူ့ရဲ့နားထဲမှာတောက်ခေါက်တန်တွေကလေးငိုတန်တွေကိုတက်တက်ကြားလာပါတယ်။အဲဒီလိုနဲ့အတန်ကြာခုတ်ပြီးတဲ့အခါမှာတော့ဝုံးဆိုပြီးတော့အပင်ပြိုလဲကြတဲ့အတူကျော်စင်ရဲ့အော်တန်နဲ့ကြီးကလည်းထိတ်လန့်မော်ရပေါ်ထွက်လာခဲ့ပါတော့တယ်။ဟာကျော်စင်ဘာဖြစ်တာလဲဟာ။ ကိုဝင်းကြီးနဲ့အတူအလုသမားနှစ်ယောက်ကလည်းစိုးရင်စွာနဲ့ကြော်စိတ်နာကိုပြေးလာကြပြီးတော့ကြည့်ကြပါတယ်။ဟာယောက်ယောက်ယောက်သုံးယောက်စလုံးအန်ဟောထိတ်လန့်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ကြော်စိန်ရဲ့ဘဘက်ခြေတလုံးမှာရဲရင်းကြီးကလက်နှလုံးခန့်စိုက်ဝင်နေရကြောင်ဖြစ်ပါတယ်။ကြော်စိန်ကတော့ရဲရင်းကြီးကိုလက်နဲ့ကင်ဆုံရင်းနဲ့ညှဉ်းညူနေပါတယ်။ဟာဒဏ်ရာတော်တော်ဆိုးတာပဲကွာ။ဟဲ့ယောက်ရဲတော်မြင်းလဲမြင်းမြန်သွားอยู่ကွာဆေးုံပို့ရအောင်။ဟုတ်ဟုတ်ကဲ့ပါဗျာ။ ရဲတော့လည်းမြင်လက်ကိရှိရကိုခက်တုတ်ပြေးထွက်သွားခဲ့ပါတယ်။အရိခိုင်မှာပဲဥက္ကရာကြီးနဲ့ရက်ကွက်တွေကလူတချို့လည်းပြေးထွက်လာခဲ့ကြပါတယ်။ပြီးတော့ကျော်စင်ရဲ့ဖြစ်ကိုမြင်လဲရတော့သူတို့အားလုံးကလည်းရင်ထဲမှာထိတ်သွားကြပါတယ်။ဘာဖြစ်လို့တော့ဟာအရိခါမှာဝင်းကြီးကခေါင်းကိုတပြင်းပြင်းကုတ်ရင်းနဲ့ ခြေသလုံးကိုရဲရင်းဆိုင်သွားတာဗျာဟာအဲ့ဒါတော့ငါလည်းမြင်တာပေါ့ကဘလို့ဖြစ်ပြီးတော့ဆိုက်ရတာလို့မေးနေရအဲ့ဒါတော့ကျွန်တော်လည်းသေချာမမြင်လိုက်ဘူးဗျာမင်းတို့တော်တော်ပေါ့ဆတာပဲကွာအရိခိုင်မှာပဲရဲထွန်းငားလာတဲ့မြင်းလေးကရောက်လာခဲ့ပါတယ်အဲ့နောက်မှာတော့ကျော်စိတ်ကိုမြင်းလေးပေါ်တင်ပေးလိုက်ကြပါတယ်ဥက္ကရာကြီးနဲ့ကိုဝင်းကြီးကပတ်စံထုတ်ပေးလိုက်ရင်နဲ့ကဲဝင်းကြီးစေးရုံကိုမင်းမှလိုက်သွားကွာပြီးရင်ငါ့ကိုအခြေအနေလည်းလမ်းပြောဟုတ်ဟုတ်ကဲ့ပါဗျာကိုဝင်းကြီးကလည်းမြင်းလေးပေါ်တက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မြင်းလေးကစေးရုံဘက်ကိုမောင်းထွက်သွားခဲ့ပါတယ် အိယာကနေနိုးလာတဲ့အခါမဆန်းဆန်းဝင်းရဲ့တကူလုံးကပေါ်ပါလန်းဆန်းနေပါတယ်။နိုင်ကိုကြည့်လိုက်တော့၈နိုင်ကျော်စပဲပြုတ်နေပါပြီ။ အရင်နောက်မှာတော့သူမဟာမျက်နှာသိရင်အိမ်ရောက်ကိုဆင်းလာခဲ့ပါတယ်။အဒီခိုင်မှာပဲညအမတ်ခတဲ့အိမ်မက်ကိုပြန်လဲပြီးတော့တရီရလိုက်မိပါတယ်။မစန်းစန်းဝင်းဟာဆိုးလဲဆိုးအိမ်သွားပြီးတော့မျက်နှာပဲမသိတော့ဘဲနဲ့ရက်ွက်ထိပ်ဘက်ကိုပြေးထွက်လာခဲ့ပါတယ်။အဲလိုနဲ့ပဲရက်ွက်ထိပ်ကိုရောက်တော့ဥက္ခရာကြီးနဲ့တကွာလဲကျနေတဲ့ထနောင်းမင်ကြီးရဲ့တက်ကိုင်းများကိုဓာတ်နဲ့ချိုင်နေတဲ့ရဲထွန်းနဲ့မင်းလွင်ကိုတွေ့ရပါတယ်။အဒီချိန်မှာပဲမစန်းစန်းဝင်းဟာစိတ်မချမ်းသာစွာနဲ့တပ်ပြင်းရှည်ကြီးကိုချလိုက်ပြီးတော့ဥက္ခရာကြီးစီကိုရှောက်လာခဲ့ပါတယ်။ဥက္ခရာကြီးအပင်ုံဘယ်တော့မှခုတ်လိုက်ကြရတော့စိုးစိုးအမခုတ်လိုက်တာ။အာ ကျမတော့စိတ်မကောင်းလိုက်တာရှင်။ဟဲ့နင်ကဘာလို့စိတ်မကောင်းတာတော့။ဒီပင်မှာနေနေကြတဲ့သူတွေအတွက်လေ။အဲ့လိုမျိုးဆိုပြီးတဲ့နောက်မဆန်းဆန်းဝင်ကသူညာတော့မှတ်ခဲ့တဲ့အိမ်မက်ကိုပြန်ပြောပြလိုက်ပါတယ်။ကျမအိမ်မက်ကလန့်လို့တော့၁၂နာရီပဲရှိပါသေးတယ်။ကျမလည်းဒီကိစ္စကိုမနဲ့မှပြောမယ်ပေါ့။လောလောဆယ်ဆရာဝန်ပေးတဲ့ဆေးကိုတောက်အောင်မှာပဲဆိုပြီးတော့ဆေးတောက်လိုက်တာ။ဆေးကအိတ်ဆေးတွေပါတော့အခုမှကျမနိုးလာတာ။ဥက္ကရာကြီးကလည်းမဆန်းဆန်းဝင်ပြောပြသမျှကိုပါဇက်အဟောင်းသားနဲ့နားထောင်နေပါတယ်။ပြီးတဲ့နောက်မှာတော့ အေးအဲ့ဒါကြောင့်ဖြစ်မယ်ထင်တယ်ဒီပင်ကိုခုတ်တဲ့မောင်ကျော်စိန်လဲခြေတလုံးကိုရဲရင်ခုတ်ပြီလို့အခုပဲဆေးရုံတော့ပို့ထားရတယ်ဟမ်ဟုတ်လားဒဏ်ရာတော်တော်ဆိုးလားဆိုးတယ်လို့ပဲပြောရမှာပဲရဲရင်ခြေတလုံးနဲ့လက်နှလုံးလောက်တော့ဝင်သွားလေရဲ့ကဲကဲဦးလဲအိမ်ပြန်လာအောင်မယ်အဲ့လိုပြောဆိုပြီးတဲ့နောက်မှာတော့ဥက္ကရာကြီးလဲရွာထဲကိုဝင်သွားခဲ့ပါတယ်တစ်ဖက်ကစကားတန်နေတော့ရက်သွားခဲ့ပါတယ်အတန်ကြာတဲ့အထိဆက်မပြောသေးတာကြောင့်ကျွန်တော်ကပဲလမ်းပြီးတော့မေးလိုက်ရပါတယ်။အဲ့ဒီနောက်ဘိုင်ထူးခြားသေးတဲ့အတော့ရဲ့တအားဘာကိုပြောရလဲ အဲ့ဒီအပင်ကိုခုတ်ပြီးတဲ့နောက်မှာအဲ့ဒီအပင်မှာနေတဲ့ပုံကိုတွေကအတော့အိမ်မက်တွေပါပြေးသေးလာလို့ပါဥမာသူတို့တွေဘယ်နေရာကိုပြောင်းသွားကြတယ်ဘလို့ပုံကိုတွေကသူတို့နေစရာပြန်ပြီးတယ်ဆိုတော့ပြောရပါဟွန်းသူတို့တွေကအိမ်မက်ဆက်မပေးကြတော့ဒီနေ့ဒီချိန်ဒီပဲငါသားရဲ့အဲ့ဒီဖြစ်ဖြစ်ကဘလောက်ကြာပြီလဲဗျ6လလောက်တော့ရှိပြီထင်တယ်ဒါနဲ့ရဲရင်ခုတ်မိသွားတဲ့ကိုကျော်စင်ရဲ့အခြေအနေအောင်ပြန်ကောင်းသွားပြီငါသားရဲ့အခုရက်ွက်ထဲမှာစိုက်ကားတော်ပြန်နေနေပြီအဲ့လိုဖြစ်ကြပြီးတဲ့နောက်မှာတော့အတော်ဖြစ်သူကဆက်ပြောလာခဲ့ပါတယ်ငါသားကဒီဖြစ်ဖြစ်ကိုဇလန်းဖြစ်ပြန်ပြီးရေးကျင်တယ်ဆိုရင်ရေးလေ အတော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဆိုတော့အဆင်ပြေအောင်ရေးပေါ့ဟုတ်ဟုတ်ကဲ့ပါဗျာကျွန်တော်ရေးလိုက်ပါမယ်ဒါပဲတော့ကျွန်တော်ကဖုန်းပိတ်လိုက်ပါတယ်အရင်နောက်မှာတော့ဇလန်းကိုစတင်ရေးရန်ပြင်ဆင်လိုက်ပါတော့တယ်စင်စစ်အားဖြင့်တော့ပရာလောကသားတို့ရဲ့ပုံပေါ်ဟာလွန်စွာမှစမ်းကြလာသလိုစိတ်မချမ်းမြေ့စရာလည်းအလွန်ကောင်းလာပါတယ်အချို့ဆိုကုသိုလ်ပြုပြီးတော့အများတန်းပေးဝင်ရင်တောင်မှအတိတ်ဘဝကအာကုသိုလ်ကံကကြီးမားလေတော့တာရုခေါ်ဝင်မရကြအောင်တချို့ကြတော့လည်းငငက်ပြက်ပြက်ဖြစ်နေရတာမို့လို့ အခွင့်တရင်လူတွေထံမှာအစားအသောက်တွေကိုလူယူစားတော့ကြရလဲရှိပြန်တယ်။တချို့ကြတော့လေသူတို့ရဲ့ခန္ဓာကိုယ်ကမမြင်သင့်မမြင်အပ်လောက်အောင်ကိုစိုးဝါးလွန်းလာတာမလို့လူသူအရောက်အပေါက်ခဲရင်လာတဲ့တောတောင်ကြောက်ကမ်းမတွေမှာတွားပြီးတော့နေထိုင်ကြက်စားကြရတယ်။ ဘလို့ပဲဆိုဆိုပါ၎င်းတို့ဒုက္ခတိပုံသားတွေဟာလူပုံကိုအမိပြုတ်ပြီးတော့ကျင်လည်ကြက်စားကြရတာမို့ကျွန်တော်တို့ကလည်း၎င်းတို့ရဲ့စမ်းကြယ်မှုစားရတဲ့ရေနေရေးထိုင်ရေးအဲ့ဒါတွေကိုကိုယ်တိုင်မမြင်တွေ့ရရင်တော့မှတဆင့်စကားတဆင့်နာနဲ့ကြားသိနေရအောင်မှာတော့အေကံမုတ်ချပဲဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်ရသားသူကိုလည်းကာရဝပြုရင်နောက်ပြီးတော့လေးမှာပြန်တွေ့ကြမယ်နော်